န္တလေး၌ငလင်ထန်းချောက်ထိခိုက်ပျက်စီးသွားသောလူနေအဆောင်အုံများအားတရုတ်အရှေ့ဘုံကဲဆဲအဖွဲ့အကဲပြတ်စစ်ဆေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်ကျွမ်းကျင်သူများအဖွဲ့တဖွဲ့ကမန္တလေးရှိထိခိုက်ပျက်စီးသွားတဲ့လူနေရေးအဆောင်အုံများကို အရေးပေါ်အကဲဖြတ်မှုများပြုလုပ်နေခါငလင်တန်းတင်ရွှေပြောင်းဒေသခံများဘေးကင်းစိတ်ချစွာခိုးလုံနိုင်မဲ့အိမ်တွေကိုအတိပြုစစ်ဆေးနေကြပါထဲ့ တရုတ်နိုင်ငံတကာရှာဖွေကယ်ဆယ်ရေးအဖွဲ့မှကျွမ်းကျင်သူများကနိုင်ငံတကာအရေးပေါ်ပူးပေါင်းလှုပ်ဆောင်မှုတွေမှာပါဝင်လာတာဖြစ်ပါထဲမန္တလေးရှိလမ်းပေါင်း64လမ်းရှိလူနေအိမ်များကိုစမ်းစစ်နေကြတာဖြစ်ပါထဲအဆောင်အတော်များများကအပြင်ပန်းမှာအခြေအနေကောင်းပေမဲ့အထက်ကကြည်ရင် ကွက်အပ်သားတွေမြင်နေရပါထဲ့ အင်းရဲ့အလဲဘဟိုးတိုင်းသာပြိုကျသွားရင်တိုင်းလုံးပြိုကျမှာဖြစ်ပြီးလူတွေပိတ်မိစေနိုင်တာကြောင့်အန္တရာယ်အလွန်များထည်လို့တရုတ်ငလှင်ကုကဲရေး CEO လက်အောက်စက်မှုအင်ဂျင်နီယာမှသူတည်သည်ဝမ်တောင်းကပြောပါထည် ဒီအဆောင်အုံဆိုရင်တကားတွေပရင်ပေါက်တွေကျဲပြန်ပြီးဆောက်လို့ရဲ့စိတ်ပိုင်းတွေကတိတ်ပြီးမခိုင်ခံပါဘူးအသွင်းထဲကအခန်းတွေကဖီအားများစွာခံရထားကြောင်းငလင်တန်းပိုခံရခါ ထိကြိုက်ပျက်စီးလွယ်တယ်လို့ဆိုပါထိထောက်တိုင်းထူထဲတဲ့အိမ်တွေကတော့လှုပ်ခတ်မှုကိုကောင်းစွာကာကွယ်နိုင်ပြီးအချို့ဆိုရင်အကောင်အတိုင်းကြန့်ရှိနေတာလဲတွေ့ရပါထဲ့ အထီးကကွာခြားချက်မှထိခိုက်ပျက်စီးတဲ့အိတ်ရဲ့ထောက်တိုင်းကကျင်းမြောင်ပြီးအသစ်ဆောက်လုပ်တဲ့အဆောက်အုံကားထော်ထောက်တိုင်းများစွာထူထဲချောင်းဒိုင်းသားချက်အရာငါးဆောက်လောက်ကွာခြားချောင်းပြောပြပါထိတရုတ်ကဲဆေးအဖွဲနှစ်ဖွဲမှပညာရှင်များကမန္တလေးရှိလူနေရဆောင်းအုံပေါင်း100ကျော်မှငလျင်ပင်းလုံချုံရဲ့ရေပေါ်စမ်းစစ်ခဲချကားပြုပြင်ဖို့အတွက်အကြံဉာဏ်များပေးထားပါသည်။ အဆောင်အုံအများစုက ဖရိန်ထွေသာဂျန်ပြီးနယံထွေမရှိတာကြောင့်ငလင်ရိုက်ခတ်မှုထွေကိုကာကွယ်နိုင်စွမ်းမရှိကြောင်းပြို့ချသွားရင်လူတွေထွက်ပြေးဖို့အလွန်ခက်ခဲမှာဖြစ်ကြောင်းဝမ်ကပြောသွားပါထဲလို့သိရပါထဲရှင်။